မင်္ဂလာပါ football preview channel ကနေပြန်လည်ပြီးတော့အကျိုးဆုံးပါတယ်ဒီနေ့ကတော့ဖိုတဘူးနေ့ပေါ့နော်ဒီနေ့ညမှာဆိုလို့ရှင်လဲကစားမဲ့ထိတ်တန်းလေးဖွင့်စရာမရှိသေးဘူးအဲ့တော့ထိတ်တန်းလေးမဟုတ်တဲ့တခြားသောလီပြိုင်ဝဲကဖွင့်စဉ်တပွဲကိုဒီနေ့မှာထပ်ပြီးတော့ရွေးချယ်ပေးမယ်ပေါ့နော်အဲ့တော့မနေ့တော့တင်ပေးခဲ့တဲ့တပွဲကလည်းအဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့ဒီနေ့နောက်ထပ်တပွဲထပ်ရွေးမယ်အဲ့တော့တခြားသော legend ဖွင့်စဉ်တွေရဲ့30ချက်တိတိဒါတွေအကုန်လုံးဆိုလို့ရှင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပေးရပေါ့နော်အဲ့တော့ Viber channel link ကို Telegram channel link ကိုဒီ link နှစ်ခုလုံးကိုဒီ video အောက်က comment မှာ pin comment အနေနဲ့ထောက်ပေးရပါပေါ့နော် ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ဒီနေ့သုံးသပ်ပေးမယ့်ပွဲစဉ်ကကျတော့ဒီနေ့ညမှာကစားတော်ဝရှိတဲ့ UEFA Women Champions League ပေါ့နော်ပွဲစဉ်တွေကနေပြီးတော့မှတပွဲကိုဒီနေ့မှာရွေးချယ်ပေးတာပေါ့နော်အဲ့ဒီပွဲစဉ်ကကျတော့ဒီနေ့ညနှစ်နိုင်ခွဲမှာကစားမယ့် Man United Women နဲ့ PSG Women အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် Man United ကတကူးတွင်25ပြားရမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးတွင်ပြား80ရမယ်ပေါ့နော် အဲ့တော့ Man United ဝမန်အသင်းကျွန်တော်ပြန်ကြည့်လို့ရှင်သူတို့အသင်းကစားခဲ့တဲ့နောက်ဆုံး၄ဘက်မှာဆိုလို့ရှင်သူတို့ကဒီ၄ဘက်စရိုက် winning streak မတန်းတစ်ခုရခဲ့တယ်ပေါ့နော်ဒါပေမဲ့လို့နောက်ဆုံးကစားခဲ့တဲ့ Sumila Women နဲ့ပွဲစဉ်မှာဆိုလို့ရှင်တော့သူတို့အသင်းကဝမ်းစည်းနဲ့ရှုံးခဲ့ပြီးတော့သူတို့ရဲ့ဒီ၄ဘက်စက် winning streak ဒီမှတ်တမ်းကောင်းတစ်ခုကလည်းကျိုးပြက်ခဲ့ရပါဘူးနော်အဲ့တော့ဒီပွဲကတော့ပြောမှာဆိုလို့ရှိရင်သူတို့အတွက်ဘောင်ဘက်ပြန်ပြရမယ့်ပွဲစဉ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဒီ PSG ဟိုမှန်အတင်းကျွန်တော်ပြင်ကြည့်နော်သူတို့ကဒီယာဒီမှာဆိုလို့ရှိရင်အိမ်ကွင်းမှာရှာလက်တွေပိုကောင်းတက်တယ်ဝေးကွင်းမှာဆိုလို့ရှိရင်သူတို့အတင်းကတော်တော်လေးကိုရှုံးကန်တာကိုတွေ့ရလိမ့်မယ်ပေါ့နော်သူတို့ကစားခဲ့တဲ့ဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်နိုင်ပွဲအနေနဲ့ဆိုလို့ရှိရင်တပွဲပဲရခဲ့တယ်နှစ်ပွဲရှုံးတယ်တပွဲတိကြတာခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလည်းကျင်းတည်တဲ့သူတို့အတင်းက ီ United ကိုအနိုင်ရဖို့ဆိုတော့ချိန်ဒီပေါ်ရုံးကန်ရအောင်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဒါ head to head head to head reset တွေအရာကျွန်တော်ပြန်ကြည့်လို့ရှိရင်တော့ဒီနေ့တင်းရဲ့တွေ့ဆုံခဲ့တဲ့ head to head reset တွေမှာဆိုလို့ရှိရင် PSG ကဒီ Man United ရဲ့အိမ်ပွဲမှာဆိုလို့ရှိရင်သူတို့တင်းကမရှုံးဘူးတွေ့ဘူးနော်မရှုံးဘူးတွေ့ဘူးနောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့အခြေအချင်းတော့ဆိုလို့ရှိရင်လည်းသူတို့တင်းရဲ့တစ်ဖက်ကိုတကိုးစီနဲ့ဝန်ဝန်စီဒီကစားနိုင်ရတော့တွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ဥရောပအတွေ့အကြုံအရကျွန်တော်ပြန်ကြည့်လို့ရှိရင် Man United Woman အသင်းထက်ဆိုင်တစ်ဖက်က PSG Woman ကဥရောပအတွေ့အကြုံပုံများတယ်သူတို့တင်းကဒီချိန်မှန်လေးကိုဆို ိုလို့ရှိရင်အမြဲတမ်းလို့ဝင်ဝင်ရနေတဲ့အသင်းအသင်းဖြစ်တယ်ပေါ့နော်။ချန်ပီယံလိမှာဘလို့ကစားရမယ်ဆိုတော့ Man United ရဲ့အဆိုင်သူတို့အသင်းကပိုကောင်းတယ်ပေါ့နော်။ပြီးတော့ဒီ Man United ရဲ့ဒီအိမ်ဝင်ပေါ့နော်။သူတို့ကစားခဲ့တဲ့ဒီအိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်သူတို့ရဲ့တိုက်ချက်ကနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်သွင်းကိုအနေနဲ့ဆိုလို့ရှိရင်၂ကိုပဲရထားသေးတယ်။ပြီးတော့ Channel ပွဲစဉ်တွေအကုန်လုံးမှာဆိုလို့ရှိရင်ဒီနောက်ဆုံးကစားရတဲ့၄ပွဲမှာဆိုလို့ရှိရင်၂ပွဲပဲသူတို့ကိုရခဲ့တယ်။ Channel ၂ပွဲမှာသူတို့ရဲ့တိုက်ချက်ကကိုလုံးမမရခဲ့ဘူးပေါ့နော်။ပြီးတော့ဒီသူတို့အသင်းက ဒီခက်စစ်ဒေချာချစ်ချစ်လေးနဲ့ကစားလာတဲ့အသင်းအနေနဲ့တွေးဆောင်ခဲ့တဲ့တွေးဆောင်ခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းသူတို့ကကိုးရဖို့အတွက်ဆိုလို့ရှိရင်တော်တော်လေးကိုရှုံးကန်အောင်တွေးရလိမ့်မယ်ဘုနော်တစ်ဖက်က PSG ကိုရိုင်းကကြတော့လေသူတို့ကဒီလက်ရှိမှာအဝေးကွင်းမှာရှုံးပွဲကြီးဆက်နေတဲ့အသင်းဖြစ်တယ်ပြီးတော့လက်ရှိဒီချန်ပီယံလိမှာဆိုလို့ရှိရင်လည်းသူတို့ကမဘီဇီယာအစဉ်၁၆နေရာထိကိုရောက်နေရဆိုတော့ဒီပွဲမှာချင်းဒီပေါ်သူတို့တင်အမှတ်ရမှာဖြစ်တယ်ပဲအဲ့တော့သူတို့ကိုရိုင်းကလည်းဒီပွဲမှာအနိုင်ရဖို့ဆိုတော့အဲ့မရှုံးအောင်ကစားဖို့ပဲချုပ်တင်ပြီးတော့ပြင်ဆင်လာလိမ့်မယ်ကျွန်တော်ထင်တယ်ဘုနော်ပြီးတော့လက်ရှိဒါမနေတော့ကစားသွားခဲ့တဲ့ချန်ပီယံလိ ဝမန်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲအပေါ်ကြီးအသင်းတွေကအိမ်ဝင်းကနေပြီးတော့အိမ်ဝင်းမှာကစားပြီးတော့အပေါ်ကြီးပြီးခံတဲ့အသင်းတွေကဒီအကြီးအောင်မှာကစားနိုင်ရတော့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲကလည်းဒီအလွန်ဆုံး1-1လောက်ထိပဲဖြစ်နိုင်လိမ့်မယ်ကျွန်တော်ထင်တယ် Golden to score ရ yes ဖြစ်နိုင်ပြီးမယ်ဒါ United ဒီဒီပွဲမှာအနိုင်ရဖို့ဆိုတော့ခက်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီတကူအတွင်းပြားနစ်ဆယ်ရမယ် Man United Woman အသင်းထက်ဆိုင်တစ်ဖက်ကဒီ PSG Woman အသင်းကိုပဲရွေးချယ်ပြီးခြင်းနဲ့ပေါ့